တရုတ်ဆောင်ဒါရိုက်တာဦးမမောင်မြင့်ရဲ့ရုံမှမှုတွေကိုဖွင့်ချလာတဲ့သတင်းတောက်အမျိုးသမီးပရိသတ်များအလုံးမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုချိန်အင်တာနက်ပေါ်မှာလူပြောများနေတဲ့ကိစ္စကတော့တရုတ်ဆောင်ဒါရိုက်တာဦးမမောင်မြင့်ရဲ့ဇနီးအငယ်နဲ့ဇနီးအကြီးတွေရဲ့တမီးနှစ်ယောက်ကြားကအမွေဆိုင်ပြဿနာဖြစ်ပါတယ်။ ဒါကလည်းဥမမောင်မြင့်ဟာဇနီးနှစ်ယောက်နဲ့ပတ်ရှုပ်ခဲ့ရကြောင်းဖြစ်ပါတယ်။ဒီလိုချိန်မှာပဲဥမမောင်မြင့်ရဲ့နောက်ထပ်အရှုပ်တော်ပုံနဲ့ရုံမှမူတချို့ကိုသတင်းတောက်အမျိုးသမီးတယောက်ကချပြလာခဲ့ပါတယ်။ဒါကြောင့်လည်းဥမမောင်မြင့်တယောက်အသက်မရှိပဲလူလောကထဲမှာမရှိတော့ခါကြမှဂုံတိတ်ခါကြစင်းပြီးအဆက်ပြင်းပြန်ကွဲနေရပါပြီ။ ဇူလိုင်မိုးဆိုတဲ့သတင်းတောက်အမျိုးသမီးကအခုချိန်မှာကွယ်လွန်သွားပြီးမှအမွေကိစ္စနဲ့ပြဿနာတက်နေတဲ့နာမည်ကြီးတယောက်ဆောင်ဒါရိုက်တာအကြောင်းကိုဖတ်ရတယ်။ဒါကလည်းဒီလူကြီးကလူစည်းကမ်းနဲ့မညီပဲအကြောထောင်လို့ ကိုကျင်တရားနဲ့အညီမနေတတ်ပဲလူမှုရေးဖောက်ပြန်တတ်တဲ့အကျိုးဆက်လို့ဆိုရပါမယ်။ဇနီးအကြီးမိသားစုကအခုချိန်မှာဇနီးငယ်ကသူတို့ရဲ့လူကိုမြှုပ်ဆွဲလို့ဖောက်ပြန်နေဆိုပြီးပြောကြတယ်။ဒါပေမဲ့ကျမကိုရေးကြုံခဲ့ရတဲ့အဖြစ်အပျက်အရာဒီလူကြီးကိုတော်တော်ယုံမိရဲ့လို့သတင်းတောက်ဇူလိုင်မိုးကပြောလာခဲ့ပါတယ်။သတင်းတောက်ဇူလိုင်မိုးဆိုတာကတော့ကျမအနုပညာသတင်းတောက်လို့တော့ကောက်ရိုက်ပွဲတခုကိုသတင်းသွားယူရတယ်။အဲဒီအချိန်မှာအဆောင်ထဲကိုကောက်အိတ်ကြီးလွှဲပြီးကယ်ရီမင်းကလေးတအူးဝင်လာကြောင်းသူ့ရဲ့နောက်မှာအခုဆုံးသွားပြီဖြစ်တဲ့လူ ကြီးကလက်အိတ်တွေချွင်ရင်းနဲ့လိုက်ဝင်လာတယ်။ဒီလိုမျိုးအခန်းထဲကခဏအကြာမှာကယ်ရီမာလေးထိတ်ထိတ်ပြတ်ပြတ်ကြောက်ကြောက်လန့်လန့်နဲ့ပြေးထွက်လာတယ်။ဘာဖြစ်လို့လဲပေါ့။အဲ့ဒီကောင်မလေးကတဆတ်ဆတ်တုံနေအောင်နောက်ပြီးတော့လူတယောက်ရဲ့နာမည်လားပါလားပဲဩခေါ်တယ်။အသက်40တန်းအမျိုးသားတဦးဝင်လာပြီးတော့ဟဲ့ဘာဖြစ်တာလဲလို့သူ့ကိုမေးတယ်။ကျမလည်းမိန်းကလေးချင်းဆိုတော့အဲ့ဒီမိန်းကလေးကိုမသိပေမဲ့အဆင်ပြေရဲ့လား။ ဘာလို့ပေးရမလဲယင်လို့သူ့လက်ကိုစုပ်ကင်ပြီးတော့မေးလိုက်သည်။ကောင်မလေးကအထဲကိုလက်ညှိုးထိုးပြပြီးဟိုလူကြီးလူယုံမာကြီးဆိုပြီးပြောပါလိရော။ရေးနေရတာကြာတယ်လူရင်းပြောရရင်အဲ့ဒီအဖိုးကြီးကအဲ့ဒီအချိန်က80တန်းတော့အဲ့ဒါတောင်အကျော်ထားချက်ကအဲ့ဒီခေရီကောင်မလေးကောက်ပစ္စည်းတွေကိုစနစ်တကျသိမ်းစီပေးနေခြင်း။ဒင်းကြီးကအမလီနားနဲ့မနာဖော်ဝါနဲ့နာပါသူ့ပစ္စည်းထောင်မှတ်ကြီးကိုလက်နဲ့ကင်ပြီးတော့ကောင်မလေးနားကိုအသိန်းကတ်လာတဲ့တဲ့။ ကောင်မလေးထွက်ပြေးလို့မရအောင်လဲထွက်ပေါက်ဘက်ကိုကိုလုံးကြီးနဲ့ကထားပြီးသူမရတော့လို့သူနဲ့နေပေးပါဆိုပြီးဇုတ်အတင်းကြီးတောင်းဆိုတဲ့။ကောင်မလေးလည်းထူပူပြီးတော့အတင်းတွန်းပြီးကျမတို့ရှိရဲ့ဘက်ကိုပြေးထွက်လာတော့ပြောချင်တာကဇနီးငယ်ကိုလည်းလက်တဲဆန်ခဲ့ပုံရှားတယ်လို့သတင်းတောက်ကျူလိုက်မိုးကပြောလာတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းတရုတ်ဆောင်ဒါရိုက်တာဥမမောင်မြင့်ဆိုတာကတော့အနုပညာလောကမှာဆွေစုံရဝါရင်အနုပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်ဥမမောင်မြင့်ဟာတရုတ်ဆောင်မင်းသားပြည်ငင်းရဲ့ဖခင်လည်းဖြစ်ပါတယ်။ဒီလိုမျိုးနာမည်ကြီးရုပ်ရှင်ဒါရိုက်တာတရုတ်ဆောင် ောင်းဦးမောင်မောင်မြင့်ကောင်ပထမဇနီးတဲ့နဲ့သမီးနှစ်ယောက်ကိုပြစ်ပြီးအသက်60အရွယ်မှာသူ့ထက်အနှစ်40ငယ်တဲ့အသက်20အရွယ်ကောင်မလေးတစ်ယောက်ကိုလက်ထပ်ခဲ့တာဖြစ်ပါတယ်။ဒေါ်စီစီစိန်လို့ခေါ်တဲ့အဆိုပါအမျိုးသမီးဟာဦးမောင်မောင်မြင့်အခုနောက်ဆုံးလူကြီးယောဂနဲ့ကွယ်လွန်သွားတဲ့ချိန်ထိပေါင်းသိမ်းခဲ့တာဖြစ်ပါတယ်။ ဒေါ်စင်စင်စင်ကတော့သူမကဥမမမင်းဟာသူမထက်အသက်40လောက်ကြီးနေပေမဲ့လည်းတခါမှသစ္စာတရားမပြတ်ရင်ခဲ့ကြအောင်ပြုစုပေးရလို့လည်းညူစုစိတ်ပြတ်တာမျိုးမရှိခဲ့ကြအောင်ဒါကြောင့်လည်းဥမမမင်းရဲ့အမွေတွေကိုလိုချင်နေတာဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့ဇနီးအကြီးမိသားစုကဥမမမင်းရဲ့ဇနီးငယ်ဒေါ်စင်စင်စင်ကသူများအိမ်ထောင်ရေးကိုဖျက်ဆီးခဲ့တဲ့ဇနီးငယ်တိတ်တိတ်ပုံသာဖြစ်ကြအောင်ဒေါ်စင်စင်စင်ကြောင့်လည်းဥမမမင်းရဲ့ပထမဇနီးနဲ့မိသားစုမှာစိတ်ဆင်းရဲကိုဆင်းရဲဖြစ်ခဲ့ကြအောင်ဒါတောင်မှဥမမမင်းနဲ့ဒေါ်စင်စင်စင်ကိုတမီးနှစ်ယောက်ကပဲ ည်းကိုညီထောက်ပံ့ပေးခဲ့ရလို့သိရပါဗျ။ ဒါကြောင့်လည်းဦးမမောင်မြင့်ရဲ့အမွေကဇနီးငယ်နဲ့မဆိုင်မယ်ဇနီးအကြီးရဲ့တမီးနှစ်ယောက်ကသာပိုင်တဲ့နယ်ဆိုပြီးပြောကြပါရယ်ဦးမမောင်မြင့်ဟာအနုပညာလောကတွေမှာဆွေဆောင်ရခန့်နဝင်အနုပညာရှင်တဦးပါသူဖန်တီးခဲ့တဲ့အနုပညာလက်ရာတွေရုပ်ရှင်ဝတ္ထုဇာညွန်းတွေကလည်းပြောလို့မကုန်နိုင်အောင်များပြားပါရယ်ဒီလိုမျိုးဦးမမောင်မြင့်ရဲ့အနုပညာလက်ရာတွေနဲ့မူပိုင်ခွင့်ဟာငွေရင်းကြီးပါအခုလိုမျိုးအခြေအနေတွေကြောင့်ဦးမမောင်မြင့်မွေခဲ့တဲ့စနတ်တွေအရှုပ်တော်ပုံတွေနဲ့အတူဦးမမောင်မြင့်ရဲ့ဇနီးငယ်နဲ့ဇနီးအကြီးတမီးနှစ်ယောက်ကြားမှာအကြီးကျယ်ပွဲဖြစ်နေပါရယ်အခုချိန်မှာဒီလိုပွဲဖြစ်နေ စဉ်အတွင်းဥမမောင်မြင့်ရဲ့ရုံမာမှုတွေအကျင့်တွေကပေါ်လာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကရောဥမမောင်မြင့်ကိုဘယ်လိုမျိုးထင်ပါသလဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။